တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအလုံးမဲမင်္ဂလာပါဖိုးဝါရုပ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမှာကတော့ Changel လို့ခေါ်တဲ့ hero ရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်ဇာလန်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလို video လေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက် video ကောင်းတစ်ပုတ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ် ကဲအဲ့တော့ကဖိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစာဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲစဉ်သင်းဖြစ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်မိုဘိုင်းလီဂျန်ထဲမှာ channel လို့လူသိများတဲ့ hero ရဲ့နာမည်အတန်တော့အမှန်ကတော့ chan a ပဲဖြစ်ပါတယ် chan a ကတော့တရုတ်ရာဇဝင်တွေကလမ်းနဲ့သမီးလေးတစ်ပါးပါချန်အာကိုဇန်နဝါရီ23ရက်နေ့အကွာရီယပ်ရာသီကွင်းမှာမွေးဖွားခဲ့ပါတယ်။သူဟာမိန်းကလေးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မွေးရမြေကတော့ Dragon Eater တီရှိယာ ကာရီယာရေဘာလမ်းပဲဖြစ်ပါတယ်သူအသုံးပြုတဲ့လက်နက်ကတော့လာချမ်းလေးဖြစ်ပြီး Great Dragon လို့ခေါ်တဲ့မြင့်မြတ်တဲ့ငကားကြီးရဲ့အငဲဆုံးတပည့်မလေးပဲဖြစ်ပါတယ်ချန်ဂါကိုဘေးတဲပိုင်း3200ဓမ္မမုတ်ပရင်စိန်969လုံးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ချန်ဂါမှာဂျိတ်လိုခေါ်တဲ့ရုံငယ်လေးတစ်ကောင်လည်းရှိပါသေးတယ်။ Keria Riverland ရဲ့ကာဝယ်ဆောက်ရှောက်သူကြီးကြောက်ချစ်လုံကတော့ချန်ဂါရဲ့အကူတယောက်ပဲဖြစ်ပါတယ်။ Mobile Legends ကချန်ဂါကတော့ အရန်ကိုအစောမတ်တဲ့ကလေးမလေးတယောက်ပဲဖြစ်ပါတယ်။သူမဟာငယ်စဉ်ကတည်းကအရန်ကို တော်လွန်ပြီး Great Dragon ကြီးရဲ့အမည်များဆုံးသောမန္တန်တစ်ခုဖြစ်တဲ့ The Sacred Satellite ဆိုတဲ့မန္တန်ကြီးကိုတောင်မှလင်းမြစွာကျွမ်းကျင်နိုင်ခဲ့တာကြောင့် Great Dragon ကြီးရဲ့အချစ်အားလုံးကိုရရှိထားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မဲငမွေသီးမလေးချန်ကာကစိုးချင်နိုင်စိုးတော်တာပေါ့။ဒီနေ့မှာတော့မြင်းမြတ်တဲ့ငကားမင်းကြီးဟာ သူရဲ့နေလကင်းကိုကော်ဖီလေးတောက်ရင်းအေးချမ်းစွာဖြတ်တန်းလို့နေပါတယ်။ဒါပေမဲ့ချန်ဟာကသူ့ကို အေးချမ်းချမ်းနေခွင့်မပေးပါဘူး။အန်နီရဲ့ရှိတဲ့တားရဲကြီးကို အတင်းစီးနေပြီးတော့ Dragon Eater ထဲမှာမှွေနေပါတော့တယ်။ထိုတားရဲကြီးကချန်ဟာကိုကြောက်လို့လို့ Dragon Eater ထဲမှာခြေဦးတရားလျှောက်ပတ်ပြေးရင်ငကားမင်းကြီးတိတ်ထားတယ်။အမျက်တနိုးထားတဲ့သူ့ရဲ့ပန်းအိုးများ ွဲကုန်မှာတော့တယ်။ခံငါရဲ့နောက်ကနေသူ့ရဲ့အစေခံတွေကလည်းပြေးလိုက်ကြတာပေါ့။ဒီလိုနဲ့ပဲ Great Dragon ကြီးရဲ့တာယာချမ်းမြေတဲ့ညည်းလက်ခင်းလေးကိုခြံငါဖျက်ဆီးပလိုက်ပါတော့တယ်။ဒီလိုဖြစ်ပျက်တွေက Dragon Eater ထဲမှာခဏခဏဖြစ်နေတာပေါ့။ခြံငါက Great Dragon ကြီးရဲ့အခြေဆုံးတစ်ပတ်တရားမို့ Great Dragon ကြီးကခြံငါကစိတ်မဆိုးပေမဲ့ခြံငါတယောက်အမြဲတမ်းဒီလိုဖြစ်နေမဲ့ဆိုရင်လူဆုံးမလေးတယောက်ဖြစ်သွားမှကိုစိုးရိမ်တာကြောင့်ဆရာတယောက်ပေမဲ့ အဖေတယောက်လို ဖြစ်နေတဲ့ Great Dragon ကြီးကချန်ငါကိုသုံးမသွန်သင်ဖို့အတွက်အကြံထုတ်ပါတော့တယ်။ Great Dragon ကြီးကအသက်အရွယ်ကြီးလွန်နေပြီဖြစ်တာကြောင့်ဒီလိုလူဆုံးမလေးချန်ငါကိုပြုပြင်ပြောင်းလဲဖို့ဆိုတာမလုံနိုင်တော့ပါဘူး။ဒါကြောင့်ပဲတစုံတယောက်ကို အကူအညီတောင်းဖို့သုံးဖြတ်လိုက်ပါတယ်။ Great Dragon ကြီးရဲ့ခေါင်းထဲမှာပထမဦးဆုံးပေါ်လာတဲ့လူကတော့ကြောက်ချစ်လုံပဲဖြစ်ပါတယ်။ Great Dragon ကြီးရဲ့မွေးစားသားဖြစ်တဲ့ကြောက်ချစ်လုံက စိတ်ရှည်ပြီးတော့လက်ရုံးရည်နှလုံးရည်ပြေဝတာကြောင့်ခြံငါကိုထိမ့်နိုင်မယ်လို့ထင်ပါတယ်။ဒါကြောင့်မဲခြံငါကိုကြည်လုံးရှိသို့ပို့လိုက်ပါတော့တယ်။ကြည်လုံးဟာခြံငါနဲ့အတူတူတရားထိုင်ခြင်းအတူတူစော်ကစားခြင်းမောပညာများအားလေ့ကျင့်ခြင်းတို့ကိုအတူတူပြုလုပ်ခဲ့ပါတယ်။ကြည်လုံးရဲ့စိတ်ရှည်သီးခံမှုတွေကြောင့်ခြံငါကကြည်လုံးအားအကိုကြီးတယောက်လိုခင်မင်လာပါတော့တယ်။ချန်ကာရဲ့အနှစ်သက်ဆုံးအချိန်ကတော့ training ပြီးတဲ့အချိန်တိုင်းကျစ်လုံကသူ့ရဲ့ကြောပေါ်မှာခြံကားကိုပို့ပြီးတော့သွားတဲ့အချိန်ပဲဖြစ်ပါတယ်။ Great Dragon ကြီးကလည်းသူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တာကြောင့်ကြိတ်ပြီးတော့ပြောနေခဲ့တာပေါ့။ဒါပေမဲ့လည်း Great Dragon ကြီးရဲ့ပျော်ရွှင်မှုကကြာရှည်မခံလိုက်ပါဘူး။ Abyss Nasor ရဲ့တိုက်ခိုက်မှုကြောင့် Kiria Riverland ကိုကျစ်လုံတယောက် Great Dragon ကြီးရဲ့အတော်ဆုံးစစ်တီတွေကိုဥဆောင်ပြီးတော့ကာကွယ်ဖို့အမိန့်ရရှိလာပါတော့တယ်။ဒီလိုကြောင့်ပဲကျစ်လုံဟာ ခြံငါကိုစန်ချူရီမှာထားခဲ့ပြီးတော့အဘစ်နတ်ဆိုးများကို တိုက်ခိုက်ရန်ထွက်လာခဲ့ပါတော့တယ်။ခြံငါကသူမအကို ဖြစ်တဲ့သူကျစ်လုံးကို အလွမ်းကြီးလွမ်းနေပါတော့တယ်။ဒါပေမဲ့လည်းမကြလိုက်ပါဘူး။ခြံငါကအရင်တိုင်းပဲပြန်ပြီးတော့ပြဿနာတွေရှာပါတော့တယ်။ဒီတစ်ခါမှာတော့ခြံငါက Great Dragon ကြီးရဲ့မြင့်မြတ်တဲ့စေးလုံးတွေဖြစ်တဲ့မသေးသေးတွေကိုအကုန်ယူတောက်လိုက်တာပါ။ ချန်ကာပါလုံးလုံးခွင်းလို့ပေးခဲ့တဲ့ Great Dragon ကြီးကဒီတစ်ခါမှာတော့ဒေါသပေါက်ကွဲထွက်လာခဲ့ပါတော့တယ်။ Great Dragon ကြီးကငကားပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီးချန်ကာကိုဂုံးမဆွဲက ခေါ်ဆောင်သွားရင်ဒီလိုပြောလိုက်ပါတယ်။ချန်ကာမင်းဒီလိုပြဿနာတွေဆက်ရှာနေမယ်ဆိုရင်တော့မင်းကလက်မခံနိုင်တော့ဘူး။ငါမင်းကိုချစ်လုံးကိုတွက်ကူပြီးတော့စကြဝဠာကြီးရဲ့တရားမျှတမှုတွေကို ရှာလာခဲ့ဖို့ငါအမိန်ပေးတယ်။ချန်ကာကလည်း Great Dragon ကြီးရဲ့ဒီလောက်ကြောက်ဖို့ကောင်းတဲ့ပုံစံကိုတခါမှမမြင်ဘူးတာကြောင့်ငိုနေခဲ့တာပေါ့ Great Dragon ကြီးကမင်းကနတ်သမီးတစ်ပါးမဖြစ်သေးဘူးဒါပေမဲ့ငါရဲ့အမြင့်မြတ်ဆုံးဒီလာချန်းလက်နက်ကလေးကိုမင်းကိုငါပေးလိုက်မယ်ဒီလက်နက်ကမင်းကိုခီးလန်တစ်ချောင်းမှာကာကွယ်ပေးနိုင်လိမ့်မယ်မင်းရဲ့အမားတွေကိုမလေးလာနိုင်သေးပဲစန်ချူရီကိုလုံးဝပြန်လာဖို့မစင်စားနဲ့နားလည်လားဟုဆိုကချန်ကာကလောကကြီးတွေကိုတယောက်တည်းကြည့်လုံရှိတော့စေလွတ်လိုက်ပါတော့တယ် ဂရိဒရဂွန်ကြီးလည်းလေယာဉ်နယ်ထဲသို့ပြန်လည်ဝင်ရောက်သွားပြီးတော့တပြင်းတစ်ချက်ချလိုက်ကငရုံးမလေးငါ့ကိုတွေးအေးတယ်လို့မထင်ပါနဲ့ကွာဒီလိုလုံးမှာပဲမင်းလိမ္မာလာမှာမဟုတ်လို့ပါလို့ဆိုကလေယာဉ်နယ်ထဲသို့ဝင်ကပြန်လည်ပြောက်ွယ်သွားပါတော့တယ်ချန်ကာကတော့ Great Dragon ကြီးကိုအပြစ်မမြင်တဲ့အပြင်မှာလမ်းအော်တောင်းကိုသွားရတော့မှဖြစ်တဲ့အတွက်အကိုကြီးဖြစ်တဲ့ကြစ်လုံးနဲ့ပြန်ပြီးတော့တွဲဆောင်ရမှဖြစ်တဲ့အတွက်အပျော်ကြီးပျော်နေပါတော့တယ် ချန်ဂါဟာမိရှ်အမျိုးအစားဟီးရိုးတစ်ယောက်ဖြစ်ပြီး2018ငါးလပိုင်း30ရက်နေ့မှာလမ်းဟော်တောင်းကိုတရားဝင်ရောက်ရှိလာခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါ။အခုပြောပြပေးသွားခဲ့တာကတော့ငမွေသီးမာလေးချန်ဂါရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးကိုကျင်းနေနေသိမ့်မယ်လို့ထင်ပါတယ်။အားလုံးပဲကျွန်တော်ရဲ့ဘဝရုပ် channel လေးကို subscribe လုပ်လို့ရသေးဘူးဆိုရင် subscribe လုပ်ပေးခဲ့ကြပါဦး။ comment လေးတွေရေးခဲ့နိုင်ပါတယ်။လက်မှတ်လေးတွေလည်းနှိပ်ခဲ့ကြပါဦး။ ဘေးနာက notification bell လေးကိုလည်းဖွင့်ခဲ့ပြီးတော့ဗီဒီယိုအသစ်တွေတိုင်းအားပေးကြပါဦးအလုံးမဲ့ဖိုးဝါယုတ်ဂိမင်း channel ကနေနှုတ်ဆက်လိုက်ပါတယ်အလုံးမဲ့တရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ